ဘင်္ဂလားဒေ့ရှ်နိုင်ငံစစ်တကောင်တောင်တဲ့ဒေသကဌာနေတိုင်းရင်းသားတွေဟာတရားမျှတမှုရဖို့အတွက်စတေမာလာ30ရဲ့ဒီနေ့လေဆက်လက်ဆန္ဒပြတောင်းဆိုနေကြပါတယ်။အဲ့ဒီဗလန်တောင်တွေကအသက်12နှစ်အရွယ်ရှစ်တန်ကျောင်းသူမာရမာမျိုးသမီးတွေကိုစတေမာလာ23ရဲ့နေ့ကပင်လီလူငယ်သုံးဦးမှာအရမပြုကျင့်ခဲ့ကြတာပါ။အဲ့ဒီကျူးလွန်သူတွေကိုဖမ်းဆီးအရေးယူပေးဖို့စစ်တကောင်တောင်တဲ့ဒေသမှာဌာနေတိုင်းရင်းသားတွေဆန္ဒပြတောင်းဆိုနေကြတာကိုဘင်္ဂလားဒေ့ရှ်စစ်တပ်ကအကြမ်းဖက်နေနေခဲ့ကြပါတယ်။ အဲ့ဒီအပြင်ဘင်္ဂလားဒေ့ရှ်စစ်တပ်နဲ့ဘင်္ဂလီတွေအကြမ်းဖက်ပစ်ခတ်တပ်ဖြတ်လို့ရခိုင်ပအဝေးဌာနတိုင်းရင်းသား၄ဦးတည်ဆုံပြီး50ကျော်တန်ရာရခဲ့ကြပါဗါတယ်။အဲ့ဒီအပြင်ဘင်္ဂလားဒေ့ရှ်စစ်တပ်နဲ့ဘင်္ဂလီတွေဟာဌာနတိုင်းရင်းသားတွေရဲ့စီဆိုင်တွေ၊စီတွေ၊နေအိမ်တွေ၊ပုံကြီးကျောင်းတွေကိုလည်းမီးရှို့ဖျက်ဆီးခဲ့ကြပါဗါတယ်။အဲ့ဒီနောက်မြို့တော်ဒါကာအပအဝေးမြို့တချို့မှာတရားမျှတမှုကကွယ်ဆောက်ရှောက်မှုရဖို့ဆန္ဒပြတောင်းဆိုနေကြပြီးဘင်္ဂလားဒေ့ရှ်အစိုးရကဖမ်းဆီးချိန်ချောက်တာတွေပြုလုပ်နေပါဗါတယ်။ အဲဒါကြောင့်စီတကောင်းတောင်တဲ့ဒေသပလန်တောင်တွေမှာဘင်္ဂလားဒေ့ရှ်အစိုးရဟာလုံခြုံရေးတင်းကျပ်ထားပါတယ်